မင်္ဂလာပါရှင်။မူသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာဇော်လာ၂ရက်နေ့ကတနိုင်ငံလုံးအတိုင်းအတာနဲ့စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမဲ့ NUG လက်အောက်ခံ PDF လက်နက်ကအဖွဲ့တွေရဲ့ချင်းချောင်းမှုတွေတိုက်ခိုက်မှုတွေကြောင့်စာသင်ကျောင်းတချို့မဖွင့်လှစ်နိုင်ပဲရှိနေပါတယ်။ အဲ့လိုမျိုးစာတင်ကြောင်းတချို့မဖွင့်လင်းနိုင်ပဲရှိနေတဲ့ကျောင်းတွေရဲ့မှာညောင်မျိုးနဲ့ညတရောင်းမျိုးနဲ့ကွဲကစာတင်ကြောင်းတွေပါဝင်နေပါတယ်။ဒီဥဒန်ဖိုင်ထဲမှာတော့ငတရောင်းမျိုးနဲ့ကွဲတွင်စာတင်ကြောင်းတွေမဖွင့်လင်းနိုင်မှုအပါအဝင်မျိုးအခြေအနေတွေကိုဒေတာကန်တအိုးနဲ့ဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လုပ်ပေးပါဦးရှင်။ပရိသတ်ကြီးရဲ့ အကိုကြီးမင်္ဂလာပါခင်ဗျမိုးတော့ချန်နေရပါနော်ဒီပကံညောင်မျိုးနယ်ငသရောင်းမျိုးနယ်ခွဲမှာစာတင်ကြောင်းတွေဖွင့်လက်နိုင်မှုမရှိဘူးဆိုတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အကိုကြားသိရသလောက်ပြီးပြောပြပါအောင်နော်အဲတော့မဟုတ်ဘူးဒီငသရောင်းမျိုးနယ်ခွဲထဲမှာရှိတဲ့ရွာတွေတော်တော်များများမှာရှိတဲ့အခြေခံများများမူလာတန်းအကြောင်းတွေကအလဲတန်းအကြောင်းတွေရောမူလာတန်းအကြောင်းခွဲတွေရောတော်တော်များများအော်မဖွင့်အောင်တဲ့မူလွန်ကြောင်းတွေရောတော်တော်များများမဖွင့်နိုင်ကျွန်တော်တို့ငသရောင်းမျိုးနယ်ခွဲပေါ်မှာတော့မှာ ဒီရှိတဲ့အကြောင်းကဒီဟွာပဲဖွင့်နိုင်တယ်ဗျမနေ့တစ်ပိုင်းပဲဖွင့်နိုင်တယ်နေခင်းပဲဆိုကလေးတွေအကြောင်းမတည့်ရေမနေ့ပိုင်းပဲဖွင့်မယ်ဆိုပြီးတော့တို့ဒါဟိုသက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကညှိနှိုင်းပြီးမနေ့တစ်ပိုင်းနဲ့ဖွင့်နေရတဲ့အခြေအနေမျိုးတော့ရှိရတယ်ဗျဟောအဲ့ဒါဘာဖြစ်လို့အဲ့လိုမျိုးလေမဖွင့်ရတာလဲဗျအဲအဓိကကတော့ကျောင်းရဲ့လက်ခံစဉ်ကနေကအိုက်သဒနာဆက်နေတာဗျအိုက်သဒနာဆက်နေရဆိုတော့ဒီလိုဒီစင်သားမွေးရွာတို့ဟိုအိုရင်းရွာတို့ကလတဲ့ရွာတို့ရွာဘက်ဒီမှာ ကျောင်းအပ်တွေစပြီးလက်ခံတဲ့အချိန်မှာကနေကဒီအကြံဖက်အဖွဲ့အစည်းတွေက PDF တွေပေါ်တယ် PDF တွေရွာတွေကိုဝန်လာတယ်ဝန်လာပြီးတော့စာသင်ကျောင်းတွေကိုဝိုင်းနေဝိုင်းပြီးတော့ကျောင်းမဖွင့်မှုတွေဆရာဆရာမတွေကိုပြောတယ်ပြောဆိုပြီးတော့ကြာတော့တခြားနယ်တွေမှာဆိုလို့ရှိရင်ဒီလိုဒီဆရာဆရာမတွေအသက်ခံနေရတာတွေလည်းရှိရဆိုတဲ့အကြောင်းတို့ဒီတို့ရဲ့ညွှန်ကြားချက်တွေကိုမလိုက်နာလို့တို့ဒါတတ်တည်လိုက်တယ်ဆိုတဲ့အကြောင်းတွေပါပြောပြီးတော့ချိန်ချောက်ပြီးတော့ပြောဆိုပြီးတော့ကြာတော့ကျောင်းမဖွင့်မှုပြောတယ်ဗျာ ပြောတော့ဒီဆရာဆရာမတွေဟာလဲနိုင်ငံဝန်ထမ်းတွေနိုင်ငံဝန်ထမ်းတွေဆိုပြီးတော့ညာလဲဆိုပြီးတော့ညာလဲအဲအတန်အနေနဲ့ရင်းပြီးတော့ဘသူဘဝမှတော့မလုတ်ရဲကြဘူးလေမလုတ်ရဲကြတော့အကြောင်းဖွင့်မှုကိုတော်တော်လေးခက်ခဲသွားကြတချို့ဆိုအကြောင်းလက်ခံရရင်လည်းရက်ပြီးတော့ကိုအကြောင်းမဖွင့်နိုင်တော့တဲ့အကြောင်းလေးအများကြီးရှိတယ်။ဟောဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအခုဒီကတော့ကလေးတွေကလည်းကြောင်းတက်ချင်တာပေါ့ဗျာဘသူမဆိုတူတူကိုကိုတနစ်နောက်ကြသွားရင်တနစ်လုပ်ငန်းကိုရောက်တဲ့အချိန်မှာဒါအတိတာ ဟိုကျွန်တော်တို့ data တွေကရခင်တုန်းကတော့ပညာရေးဆိုတာသိအလေးမထားကြပါဘူးအခုချိန်မှာပညာရေးဆိုတာသူတို့ဘဝတွေအရေးကြီးရဲ့ဆိုတာသိလာတော့ကလေးတွေကလည်းကြောင်းတက်ခြင်းနဲ့ကလေးတွေရဲ့မိဘတွေကလည်းကြောင်းဖွင့်စေခြင်းနဲ့သို့ပေသောညာလည်းဆရာဆရာမတွေကဒီလိုမျိုးအကျံပတ်ဖွဲ့စည်းရေးချင်းကြောက်ကံမဖွင့်ရတော့အကုန်လုံးဒုက္ခရောက်ကြတာပေါ့နော်ဟာဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုအဲ့ဒီဘက်မှာလေဒီငသရောင်းမျိုးနဲ့ဂွဲဘက်မှာ PDF တွေရေလှူရှားမှုအခြေအနေရောအခုတိတိလောက်လေးပြောပြလို့ရမလား အဲ PDF တွေလှူရှားမှုအခြေအနေကတော့တော်တော်များတယ်ကြာတော်တော်များတယ်ကြာငတရားမျိုးနဲ့ကွဲနေမဟုတ်ဘူးဒီပကံကြောင်ဦးပတ်ချလဲမှာကိုသူတို့လှူရှားမှုဒါများနေဒါများနေဆိုတာဒါပြီးခဲ့တဲ့ဒီဒီတကယ်မနေရပေါ့ဒီ3ရက်နေ့ဒီ6လပိုင်း3ရက်နေ့ကိုပဲဒီကောင်းနေအဲ့ငတရားနဲ့အိုရင်းရွာဘေးအိုရင်းရွာကြားတဲ့ကလမ်းဘေးမှာမိုင်းနေထောင်းနေတွေ့တယ်ဆိုပြီးတော့တွေ့တဲ့လူတွေတွေ့လာသေးတယ် อ๋อဟုတ်ကဲ့ဟုတ်ကဲ့နောက်ပြီးတော့ကြတော့လေဒီပြီးခဲ့တဲ့ဟိုတော့ကလည်းပြီးခဲ့တဲ့လတဲ့တော့ကလည်းဒီကောင်းနေဒီမတရားမျိုးနယ်တဲ့ကစန်းသားမွေးရွာကိုရောက်လာပြီးတော့တိန်တယောက်မဖြစ်မနေလာရမယ်ဆိုပြီးတော့ပီရက်ကခေါ်ပြီးတော့အစည်းအဝေးလုပ်ပြီးတော့ဆက်ကြေးကောက်သွားတာရှိတယ်လို့ကြားတယ်အဲ့လိုမျိုးတွေလည်းကြားနေရတာပေါ့နော်နောက်ပြီးတော့ဒီပြီးခဲ့တဲ့တကြံပြီးကာလာလေးပါပဲတကြံပြီးကာလာတော့ကလည်းတကြံပြီးဆိုပြီးခဲ့တဲ့လတဲ့ကထင်တာပဲကျွန်တော်ရက်စွဲတော့အတိအကျမှန်ပြီပေါ့ အဲဒီငတယောက်မြို့နယ်ခွဲထဲမှာရှိရတောင်ကုန်းကြီးရွာဆိုတာရှိရတဲ့ငတယောက်မြို့နယ်တိတ်မဝေးအဲတောင်ကုန်းကြီးရွာဖုန်ကြီးချောင်းနိုင်ဖုန်ကြီးကိုဒလန်ဆိုပြီးတော့ကြတော့ PDF ကဝင်ပြီးဖမ်းသွားတာလည်းရှိတယ်ပေါ့နောက်ဒီတော်တော်များအဲငတယောက်မြို့နယ်ပတ်ချလဲမှာလုံနေအရင်တစ်ခေါက်ကလည်းကျွန်တော်တင်နေပြီးခဲ့တဲ့နှစ်နှစ်လောက်ကလည်းငါတယောက်မျိုးကိုသူတို့ဝင်ပြီးတော့ငါတယောက်စခန်းကိုဝင်တိုက်လို့ငါတယောက်စခန်းကျသွားခဲ့ဘူးလေ။အာနောက်မှာ တက်ကအဖွဲ့ကြီးရောက်လာပြီးငတယောက်စကမ်းမှာပြန်ထိုင်ပြီးတော့ရဲတွေပါပြန်ရောက်လာပြီးထိုင်တာအဲဒီတော့ကလည်းတော်တော်များများအသက်ခံလိုက်ရတယ်အဲဒီစကမ်းထဲမှာရှိရဲ့ရဲဝင်တဲ့မိသားစုတွေပါအသက်ခံလိုက်ရတာဟောဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုကခုနအခုလဲလေပြောသွားတဲ့တဲမှာပါတယ်ဒီတောင်ကုန်းဖုံးကြီးကြောင်းပေါ့နော်အဲ့ဒီရဲ့ဆရာတော်ကကုဋေကိုပြန်မလို့သိတာလားမလို့သိဘူးခင်ဗျမလို့သိဘူးအော်မလို့သေးဘူးတက်မတော်အပါဝင်သက်ဆိုင်ရောဘလူဆောင်ရွက်မှုတွေရှိသလဲနာမည်ရှင်းလင်းတာတွေရောပေါ့နော် ေါ်တလောကတော့အိုရင်ဘက်မှာစစ်ကြောင်းထိုးပြီးရှင်းနေတာတော့ရှိတယ်ဗျ။အဲဒီတုန်းကတော့ကျွန်တော်တို့ကြားလိုက်တာတော့အဲဒီကျွန်တော်တို့အဲဒီအိုရင်တို့ဘာလို့ဆိုတော့ဒီညောင်ဦးဟိုဘောငတယောက်မြို့နယ်ခွဲရဲ့အဲဒီကျွန်တော်တို့တောင်သာမြို့နယ်ရဲ့ကြောက်ပောင်းမြို့နယ်နဲ့ထိဆက်နေတဲ့အပိုင်းလေးပေါ့နော်။သုံးမြို့နယ်ထိဆက်နေအပိုင်းလေးအဲဒီနားလေးမှာတို့တမတော်နယ်စစ်ကြောင်းတွေဝင်ရှင်းတော့ကတော့ PDF စကန်တစ်ခုရသွားတယ်ပြောတယ်။တန်တန်းကွန်းတွေပါရအောင်အကြနာဖောက်ထားရလို့တော့ကြားလိုက်တယ်။ အဲ့ဒါတော့ကျွန်တော်တို့ဟိုအကြားပေါ့နော်။အော်ဟုတ်ကဲ့ဟုတ်ကဲ့။အခုအဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီငသရောက်မြို့နယ်ခွဲအတွင်းမှာရှိတဲ့စာသင်ကျောင်းတွေမဖွင့်ဘူးလေ။အော်မဖွင့်ဟိုဒီ PDF တွေရဲ့ချင်းချောင်းမှုတွေနဲ့ပတ်သက်ပြီးတော့ဟောဒီသက်ဆိုင်ရာအာဏာပိုင်တွေကဘာတွေစီမံဆောင်ရွက်နေလဲအာသက်ဆိုင်ရာအာဏာပိုင်တွေကဒီချေးရွာကတာဝန်ပို့သတင်းပို့လိုက်တယ်ဆိုလို့ရင်တာဝန်ရှိရသူတွေကသတင်းပို့လိုက်တယ်ရွာတွေကသတင်းပို့တယ်ပြည်ညာရေးဌာနကသတင်းပို့တယ်ဆိုလို့ရင်တော့ ာဝန်ဒီတက်မလို့နဲ့လုံညိုရေးအဖွဲ့တွေကရောက်လာပြီးတော့ဒီလိုက်ရှင်းတယ်ဒီလိုစစ်နေရတယ်သူတို့ကဟို PDF ကတက်မလို့တို့လုံညိုရေးအဖွဲ့ကိုလာရင်ထွက်သေးတယ်နည်းနည်းသူတို့အင်အားများနေဆိုခံပစ်ကြည့်ရင်မရအောင်ထွက်သေးတယ်ဒီလိုမျိုးပုံစံလုပ်တယ်ပြီးရင်တက်မလို့အဖွဲ့လုံညိုရေးအဖွဲ့ပြန်သွားပြီဆိုသူတို့ကပြန်ဝင်လာတယ်အဲ့လိုလုပ်နေတာအော်အဲ့လိုမျိုးပါဟုတ်ကဲ့ဟုတ်ကဲ့ဒီကလရဲရွာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကကလရဲဆိုအထက်တန်းကျောင်းပဲလေ အထက်တန်းကျောင်းဆိုတော့ဒီဘေးပတ်ချလဲရွာတွေကပါလာတက်ရတာဟိုဘေးရွာတွေမှာမူလာတန်းကျောင်းလောက်မူလွန်လောက်ပဲရှိရတော့အဲ့လိုအထက်တန်းကျောင်းဆိုလာတက်တော့အထက်တန်းကျောင်းမှာလာတက်ရတဲ့ကလေးတွေဒီကလေးတွေဆိုတော့လဲမတရားနဲ့ဘလောက်မှမဝေးနှစ်မိုင်ပတ်ချလဲလောက်ပဲဝေးတာလာတက်တဲ့ကလေးတွေရှိတယ်အဲ့ဒီကလေးတွေကျောင်းဆိုပြီးခဲ့တဲ့တနင်္လာနေ့က3ရက်နေ့မနက်ခင်းမှာပဲအဲ့ဒီပီရက်ကလာဝိုင်းပြီးတော့ကျောင်းဖွင့်နေတဲ့အချိန်မှာမနက်7နာရီကျော်တော့လာဝိုင်းပြီးတော့ကြတော့ဟိုကျောင်းမဖွင့်နဲ့ဖွင့်ရင်ကျောင်းကိုဘုံခွဲမယ်ပါညာပြောတယ်ဆရာဆရာမကြီးလည်းတတ်ပြင်မယ်ပါညာပြောတော့ ဘာမှကလေးတွေလည်းမတက်ရဲတော့ဆရာဆရာမကြီးလည်းမလာရဲတော့အော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီအဲ့ဒီအဲ့အားဆိုလို့ရှိရင်အဲ့ဒီဒီဒီငါတရောင်းမျိုးနယ်ကမျိုးနယ်ကောတစ်ခုပါဆိုပေမဲ့ PDF ဆိုးမှုမှုအားကောင်းတဲ့နယ်မြေတစ်ခုလို့ဖြစ်နေတာပေါ့နော်အဲ့လိုပဲပြောရတော့မှာပဲအခုကကျွန်တော်တို့ကဒါပြည်နယ်ရေးဌာနကလုံးဝလုံးလုံးလို့မရတော့တဲ့အတိုင်းသာဆက်သွားပြီအခုချိုရရန်နေရဆိုတော့လေငါတရောင်းမျိုးပေါ်မှာလေပတ်နေတယ်ဒါပေမဲ့ဘေးရွာတွေကိုတက်ကသွားလို့ မရဘူးလားဆိုရတယ်ပြန်သွားရင် PDF ကပြန်ရောက်လာအဲ့လိုပြန်တယ်အဲ့ဒါဆိုရင်ဒေသခံတွေရောပူပေါင်းဆောင်ရွက်မှုမရှိလို့လားဒေသခံတွေကပူပေါင်းဆောင်ရွက်မှုမရှိလို့လားဆိုဒီလိုတဲ့ရခင်တော့တက်ကိုတရင်ပေးရကြတယ်ဒေသခံတရင်ပေးလို့ရှိရင်တရင်ပေးလို့တက်ကအေးအေးယူဆောင်ရွက်မှုတွေလှုပ်လိုက်ပြီဆိုလို့ရှိရင်တိုက်မကြအောင်အဲ့လိုသေးတာပဲအတက်ခံရတာ PDF ကလာတတ်တာ အဲ့မှာကလေးတွေနဲ့မတရောက်ကနေပြီးတော့ဆိုင်ငန်းနဲ့ထွက်လာတာလမ်းမှာအပြစ်ခံလို့တေသွားအသက်30လောက်ပဲရှိသေးတယ်။အော်ဟုတ်ကဲ့ဟုတ်ကဲ့ခုလက်ရှိအနေထားအရဆိုလို့ရှိရင်ဗျာကျောင်းနေရာလည်းမဖွင့်ရဘူးကျောင်းနေမဖွင့်ရဘူးကလေးတွေလည်းပညာမသင်ရဘူးဆိုတော့ကလေးတွေရဲ့ဒီအနာဂတ်အတွက်ကြတော့ဘလို့လောက်ကြမှာလဲအဲ့ဒီဘလူချင်းချောင်းမှုတွေอ่ะပေါ့เนาะပြည်သူတွေလည်းကလေးတွေအနာဂတ်ကတော့တော်တော်လေးထိခိုက်တာပေါ့ဗျာเนาะ အာထိခိုက်တာပေါ့အခုဟာကဘယ်လိုသိနေလဲဆိုတော့ပတ်စံတက်နိုင်တဲ့လူတွေပတ်စံရှိတဲ့လူတွေနေရကြတော့လေဒီကလေးတွေကိုမတရားကနေပြီးတော့ကြောင်းထုတ်ပြီးတော့ကြတော့ကြောင်းထောက်ကန်ကန်နဲ့ထုတ်ပြီးတော့ဟိုမြို့ပေါ်မှာဗကန်ညောင်းဦးမြို့ပေါ်မှာသွားထားဖို့စီစဉ်နေကြတယ်။ဟောအဲ့ဆိုရင်ဒီကြောမွဲတွေအတွက်ကြတော့ဟိုမတက်ရတော့ဘူးပေါ့ငါတော့မှာအခုရပြန်ဖွင့်ပေးနိုင်မှလုံုံရေးအမခံညာနဲ့ပြန်ဖွင့်ပေးနိုင်မှပဲတက်ရတော့မယ်ချိန်နေစင်းတာမဟုတ်ရင်တော့ ို့ရွာထဲမှာကိုကိုကလမ်းလိုက်ကူလို့ဘောကြောင်းမတက်ရတဲ့အချိန်ဒီလိုပဲဖြစ်နေကြတာကလေးတွေကတော့ဩဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီခုဆိုရင်ငါတောင်မျိုးနယ်ခွဲရဲ့အခြေအနေကဒီကလေးတွေစာသင်ကြားနိုင်မှုအတွက်ကဒီမျိုးနယ်အတွင်းမှာအခြေပြုလှုပ်ရှားနေတဲ့ PDF တွေကိုအကုန်လုံးကိုနည်းမြေအပြည့်အဝအလုံးစုံရှင်းနိုင်မှာဖြစ်မဲ့အခြေအနေမျိုးဖြစ်နေတာပေါ့နော် မှန်နဲ့မှန်နဲ့အကိုဘာဖြစ်လို့လဲဆိုတော့ကြတော့တို့အခုဖြစ်နေတဲ့အတိုင်းတာကတက်ကလည်းလုံပြရတော့မဟုတ်ဘူးလုံလုံကြီးလုတ်ပေးတယ်ဒါပေမဲ့တက်မတော်စကြောင်းဆိုတယ်သူကသွားလိုက်လာလိုက်ဟိုသွားလိုက်ဒီသွားလိုက် သွားကြတော့တို့ကတက်ရှိတဲ့အချိန်ဆိုတော့ BJ ကမလာဘူးပြငိမ့်နေတက်ပြန်သွားရင်လာလို့တာအဲ့တော့ဟိုဖြစ်နေတဲ့အတိုင်းတာအဲ့လိုမျိုးဖြစ်နေပြီဆိုတော့ကြတော့တက်ကဒါလေးကိုအမြင့်ဆက်ရှင်းနိုင်မှာကိုပဲအဆင်ပြေမှာဟာ အဲ့လိုမျိုးအဲ့လိုမျိုးရှင်းမှလည်းကိုဒီအကြောင်းဖွင့်ရသည်မှာကလေးတွေအကြောင်းပြန်တက်နိုင်မဲ့အနေထားအကြောင်းတွေပြန်ဖွင့်နိုင်မဲ့အနေထားမျိုးလို့ပြောလို့ပြောရမှာပေါ့နော်မှန်တာပေါ့အခုကကဟိုကစားရှိရလူများကတော့ငတဲ့ရောက်နေဘောကနေငတဲ့ရောက်ဘေးပတ်ဝန်းကျင်ရွာတွေကနေညောင်းနေဘောတွားထားလို့အစင်းစင်းပဲငွေကြေးမတက်နိုင်တဲ့လူတွေကြတော့ဒီအကြောင်းပြန်ရေးကလေးတွေတင်ကြဖို့အတော်ကိုအခက်ခဲသစ်တာဟုတ်ကဲ့ဟုတ်ကဲ့ အကိုရဲ့အဲ့ဒီမှာလေကျွန်တော်တခုမေးချင်တာကအကိုလည်းဒေသခံတဦးဖြစ်တော့လေအဲ့ဒီငသရောင်းမြို့နယ်ခွဲရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အကိုကြားသိရသလောက်လေးတွေသိရသလောက်လေးတွေပြောပြပါလားလောလောဆယ်တော့ငသရောင်းမှာကလုံညုံရင်းဖွဲ့တွေရှိပါတယ်လောဟိုပုံမှန်သွားလာနေရတော့ရှိတယ်ဗီဒီယိုကတော့ကြာလာတိုက်မယ်တော့ကြာလာတိုက်မယ်ဆိုတော့အတန်နေတော့မကြာခဏထွက်တယ်ဟိုရခင်ကလည်းတိုက်ဖို့တော့မြို့လူလူကတော့စိုးရင်စိတ်ထိတ်လန့်စိတ်တွေတော့ရှိတယ် တချို့ကြတော့လည်းအ ਨੇ ချင်းကတော့ညောင်ဦးဘက်ကိုထွက်သွားတဲ့လူတွေရောရှိရဒါလည်းဟိုဟိုပုံမှန်အားစင်တော့မသွားကြဘူးတချို့ကြတော့ပတ်စံရည်ရဲ့လူကြတော့ပထမတစ်ချိန်ဒီလိုငါတယောက်စခန်းကိုရေကင်းစခန်းကိုလာတိုက်ထားတာရှိရောကြောက်တော့လန့်တော့ဟိုရွှေ့သွားကြတာတော့ရှိရအ ਨੇ ချင်းမှာပဲတော်တော်နည်းပါတယ်ဟိုတရားမှာတိန်အောင်လို့နေအောင်လို့ရွှေ့သွားတဲ့သဘောပါပဲကျန်တာကတော့ဟို ပုံမှန်လက်ပတ်နေဆိုပေမဲ့ရင်တထိတ်ထိတ်နဲ့နေကြရတာ။အော်ငါတောင်မျိုးနဲ့ကွဲမှာရောပုံမှန်ဟွာလောက်ကန်စားတော့နေတဲ့ပုံမှန်အတိုင်းလောက်လား။အဲဘလို့တဲ့နေလုံးဆိုတော့လုံးလုံးအလုံးလုံးဈေးလေးဖွင့်လိုက်ဆိုင်လေးဖွင့်လိုက်လုံးလုံးနေနဲ့ဒီပြည့်တွေလာနေလာနေဆိုကောလာဟာလာကြရင်ဆိုင်တွေပိတ်ပြီးအိမ်ထဲဝင်ပုံကြလိုက်။အဲမဟုတ်ဘူးမဟုတ်ဘူးဆိုတဲ့ဖွင့်လိုက်အဲ့လိုမျိုးတက်နေကြတာ။ အဲ့ဒီငဒရောက်မျိုးနယ်ကွဲမှာလေဒီ PDF တွေကိုအားပေးထောက်ခံမှုအခြေအနေရောအကိုဘလောက်လောက်ဘလိုမျိုးရှိမလဲအားကောင်းလားအားမကောင်းလားဟုတ်လားဆိုဘလိုပြောရမလဲအများစုကငိုတော့ကတော့ဒီလောက်မစိုးဘူးကြာအခုကကြောက်လို့ပါသွားတယ်အတိုင်းသာတဲ့နော်အာတစ်ဖက်ကလက်နဲ့ကင်ထားလေသူတို့စကားနားမထောင်သတ်တော့မှာလေ PDF ကအော်ဘုရင်ပြောတဲ့အတိုင်းနေနေမနေတတ်ပြသွားတဲ့လူလေမနေဘူးဘုန်းကြီးတောင်မှဖမ်းသွားပြီတော့လူကတော့ လူဆိုတာပြောမနေနဲ့ကြောက်တာဗောကိုကဒါကတော့ဒီလိုမျိုးတင်နေအာဟုတ်ကဲ့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 အကိုကြီးအခုဆိုလို့ရှိရင်ဗောနော်နောက်ဆုံးမေးခွန်းလေးတစ်ခုအနေနဲ့ဒီငသရောင်းမြို့နယ်ခွဲဗောပကံကြောင်ဦးငသရောင်းမြို့နယ်ခွဲမှာဒီစာသင်ကျောင်းနေမဖွင့်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အကိုဘာများဖြစ်ဆက်ပြောခြင်းအောင်လဲမသိဘူးအဲငသရောင်းမြို့နယ်ခွဲရင်ဖြစ်နေရမဟုတ်ဘူးဗျကျွန်တော်တို့ ဒီညောင်ဦးနဲ့၆သွားတဲ့လမ်းပေါ်ကရွာတွေလည်းမဖွင့်ရဘူးဒီမဖွင့်ရဘူးဆိုတော့တရက်နေ့တုန်းကတို့ဒီဂောဘကတွေဒီဒီဇွန်လတရက်နေ့မှာဂောဘကတွေပထမ်းပွဲအတွက်စုဝေးနေတဲ့ဓမ္မယုံမှာစုဝေးနေတဲ့အချိန်မှာအဆုလိုက်ဇွန်လိုက်အသက်ခံလိုက်ရတာရှိရဲ့နောက်နေ့ရက်နေ့မှာဒီစစ်မှုစစ်ဟိုပါဘောဒီဒီဟိုပါဘောညောင်ဦးနဲ့၆နဲ့သွားတဲ့ လမ်းပေါ်ကဒီကျွန်တော်တို့ဆင့်ကူကြေးရွာအုပ်စုတွေကရွာနောက်မှာရှိရဲ့အုပ်ချုပ်ရေးမှုဥထွန်းထွန်းကိုဥထွန်းထွန်းနိုင်ကလည်း PDF ကဒီနှစ်ရက်နေမှာမနက်9:00နာရီလောက်မှာဂျွန်လာနှစ်ရက်နေမနက်9:00နာရီလောက်မှာလာပြီးတော့အိမ်ကိုဝင်ပြီးတော့ဖတ်သွားတယ်အဲ့လိုမျိုးတွေရှိရတာပြီးတော့ဒီနောက်ပြီးတော့ကြတော့လေဒီကျွန်တော်တို့ဒီညောင်ဦးနဲ့ဒီကျွန်တော်တို့ ချက်ကောင်းကြားမှာရှိရရွာရည်လဲစိတ်မဖွင့်ရဲကြအောင်အာမဖွင့်ရဲကြအောင်ဆိုတော့အဲ့ဒီမှာကဒီချင်းချောက်မှုတွေကြောင့်လားကို PDF တွေရဲ့အဲအဲ့ဒီဘက်ချမ်းကတော့ကျွန်တော်ကြားသလောက်တော့ဟိုဆောင်းနာဒီငတယောက်နေနေဘက်မှာဆက်နေလောက်တော့အတိအကျတော့ကျွန်တော်တို့မသိတော့ဘူးတောင်ဝင်းကျင်ခီးသွားဟန်လွဲနဲ့သွားရင်းလာရင်းနဲ့ကြားခဲ့တဲ့ဇာတ်တွေကတော့ PDF တွေချိန်ချောက်တာတော့မဖွင့်ရဲဘူးလို့တော့ဟိုရွာသူရွာသားတွေဒေတာကန်တွေကတော့ပြောတယ်ကျွန်တော်သွားရဲလာရဲချင်းတော့ ျွန်တော်တို့တစ်ခါနဲ့အဲ့ဘက်တွေကိုဟိုတွားလာနေရတာရှိတယ်ကျွန်တော်တို့လက်ခီးတာတွားနေရတာဆိုးတဲ့ဖိလိမ့်နဲ့တွားနေရတာဟုတ်ပါခဏတို့တွေလမ်းပေါ်တွေဆက်တယ်သူတွေပြီးရင်အဲ့မှာကြည့်တိုင်းလည်းအဲ့တက်ပြီးတော့ဆိုင်ရှင်တွေကတက်သွားတာရှိတယ်။အဲ့လိုမျိုးတွေရှိကြတော့ကျွန်တော်တို့လည်းသွားသွားသွားလာနေတာ ဟိုခက်လန့်လန့်ပေါ့ဗျာ။သွားရင်လာရင်ねဒေတာကန်တွေကိုကျွန်တော်မေ့မြန်းကြည့်ရတော့ PDF ကချင်းချောက်ထားလို့မဖွင့်ရဘူးလို့ပြောတယ်။အော်ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့တော့ဒေတာကန်တွေစီကကျွန်တော်ကပြန်သိရတဲ့ဥစ္စာအကိုကိုတစ်ဆင့်ပြန်ပြောပြရတဲ့သဘောပါ။အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ။အခုဆိုလို့ရှိရင်ဒါကျွန်တော်ကကျွန်တော်အနေနဲ့ရတာကျွန်တော်ကပကံမျိုးပေါ်မှာအနေနဲ့ရတယ်။ပကံမျိုးတဲ့ပကံအနေနဲ့အနေနဲ့တော့ဘာဖြစ်လာလဲဆိုကျွန်တော်ဒါကျွန်တော်မိတ်ဆွေဆိုဒီခီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီးရော ဒီဟိုတယ်တွေတက်ခုကန်နေဖွင့်ထားတဲ့မိတ်ဆွေတွေရှိတယ်။ရှိတော့ဒီလိုမျိုးဖြစ်စဉ်တွေဒါစိတ်လာတဲ့အချိန်မှာဒီမနေ့ကပေါ့ကျွန်တော်၄ရက်နေ့မနက်ကျွန်တော်၄ရက်နေ့ကနေစပြီးရောင်းဒေတာပကံရောင်းဒေတာကျွန်တော်ယဉ်ကျေးမှုရှေးအောင်ယဉ်ကျေးမှုနည်းနည်းပေါ့နော်ဒီနည်းနည်းမှာခီးသွွားဝင်ရောက်မှုတတော်ကိုတိတိတတ်တာရော့ကြွားသွားတယ်။တချို့ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတယောက်ကဒီတက်ခုကန်လေးဖွင့်ထားတာတက်ခုကန်ဆိုမဲ့ဟိုပါပေါ့မော်တယ်အဆင့်ပေါ့နော်အဆင့်တော့မဟုတ်မော်တယ်အဆင့်တက်ခုကန်လေးဖွင့်ထား သူဆိုလို့ရှိရင်ပါပြောလဲဆိုကျွန်တော်စီမှာဒါတဲ့ booking ယူပြီးသားရေးတဲ့အခန်းနေဒါတော့နေနေစိတ်မချတော့မလာတော့ဆိုပြန်ပြီးတော့ booking cancel လုပ်သွားတဲ့သူတွေတော့ရှိရဲ့တဲ့ဟာဘယ်လိုမျိုးဖြစ်နေလဲအာကျွန်တော်တို့ data ကဒါပုံနေတော့ခီးသွားဝန်ဆောင်မှုလုပ်ငန်းနဲ့ခီးသွားလုပ်ငန်းနဲ့အဓိကထားပြီးအသက်မွေးဝမ်းကြောင်းသူတွေလို့ပေါ်တယ်ပေါ်တော့ဟိုခီးသွားတွေကျော့သွားပြီးဆိုကျွန်တော်တို့ data ကတိတတာကိုဒါဒေတာကန်လူလူတို့ကအခက်အခဲအများကြီးရှိတာတော့ အခက်အခဲအများကြီးရှိလာမှာကျွန်တော်တို့ဒေတာအတွက်အများကြီးရှိလာမှာကျွန်တော်တို့အမြင်ကတော့ရွာတွေမှာပဲ PDF တွေရှိနေတဲ့အချိန်မှာလုံခြုံရေးအဖွဲ့တွေကအမြန်ဆုံးဒီကောင်တွေကိုအမြင့်ဆက်ပြီးတော့ရှင်းလင်းမှုလိုအပ်တယ်လို့မြင်တယ်။ဘာကြောင့်လဲ။တစ်သေးတစ်သေးနဲ့ကျွန်တော်တို့ဒီဟိုဟိုညောင်ညောင်ဦးဒေတာမှာလည်းဒါဟိုဒီဘက်ကကျွန်တော်တို့ဟိုဘက်နထိုးလိုပါလို့ရွာမှာစုဖွဲ့စုဖွဲ့နေတာကနေမရှင်းခဲ့တာကနေပြီးတော့တသေးသေးလေးမြို့ပေါ် ထိရောက်လာတဲ့အခြေအနေမျိုးမျိုးနားဒီကတ်လာတဲ့အခြေအနေမျိုးဖြစ်လာမှာကျွန်တော်တို့ကစိုးရိမ်အဲ့ကြရင်ကျွန်တော်တို့ဒေတာမှာကမရနိုင်တဲ့ရှေ့ရောက်နေတဲ့ community တွေအများကြီးရှိတာဆက်သက်ပြီးဆိုရင်တော့ပေးကြတယ်လက်အနေနဲ့အများတော့ထိခိုက်မှုရှိမှာတက်ကလည်းသူ့လာတိုက်ရင်ပြန်တိုက်မှာ PDF ကလည်းလာတိုက်မှာပြီးရင် NUG ကဟိုအန်ယူဂျီဆိုတဲ့ဒီမတရားတဲ့ဖွဲ့စည်းရနေပြီးတော့မှဒီပြည်သေးတွေကတော့မှတင်ညာချက်ထုတ်တာညောင်ဦးဒေတာမှာ တိုက်ပွဲတွေမကြခင်ပေါ်ဆောင်တော့မယ်ဆိုတဲ့အကြောင်းပြီးခဲ့တဲ့ရက်ပိုင်းလေးရပဲကျညာချက်ထုတ်တယ်အဲ့ကျညာချက်ထုတ်မှာကျွန်တော်တို့တွေ့ရမှာဒီလိုအခြေအနေတွေဖြစ်လာဖြစ်လာတာဆိုတော့ဒါတွေကိုမြို့နာမရောက်လာခင်ကျွန်တော်ကရှင်းနေကျင်တယ်ဘာလို့လဲကျွန်တော်တို့ဒေတာတော့ကဒီရှေးအောင်ငင်းချင်းမှုအမွေနဲ့တွေလည်းအထီးကိမခံနိုင်ဘူးခီးသွားနေသလိုလူမလာတော့ရင်ကျွန်တော်တို့ဒေတာအများကြီးနှိမ့်ကြသွားမှာဟာဟုတ်ကဲ့ဟုတ်ကဲ့ဘာလို့ဒီမျိုးရဆဆရအကုန်နှိမ့်ကြသွားမှာအခုပဲဒါကျွန်တော်တို့ဒေတာမှာတင်ညာကြီးနှိမ့်ပါလာပြီကလေးတွေအတွက်ဒီကလေးတွေ 哪个都，有指标，谁也没讲。大家讲到说，有些同志，怎样怎样买一卷嘛，怎么样努力嘛，怎样地赚点钱嘛，讲到怎么嘛，个里的，讲到我地的个里的，怎样怎样买。那时候，那，你们讲那我季节实在开了，难修路你也努力了嘛，车间的呢，招人困难哟，招人招哪里？招生的呢，招到哪里？请你努力嘛，讲到我地的个里的，招到后面，多少时间讲，确实也讲，着急。 อ๋อဟုတ်ကဲ့ဟုတ်ကဲ့ဘယ်တိုင်းလာနေတင်နေဟုတ်ကဲ့ဟုတ်ကဲ့အကိုရဆက်ပြောပါရတယ်ဟိုနောက်တော့ကျွန်တော်တို့ဒေတာမှာဒါရှေးအောင်ရင်ကျေးမှုအမွေနဲ့တွေမြောက်များပါရှိရဒါ UNESCO ဓာတ်တော်မှာအသိမှတ်ပြုထားတဲ့ဒေတာဒီလိုဒေတာတွေမှာအန်ယူဂျီကတိုက်ပွဲတွေပေါ်ဆောင်မှုအန်ယူဂျီအကြီးပိုင်းတွေပြောလာတာကိုလည်းကျွန်တော်တို့တွေဘလို့အုံနောက်နဲ့စဉ်းစားပြီးတော့ဒီလိုညွှန်ကြားချက်မျိုးတွေပေးတယ်လေကျွန်တော်စဉ်းစား ကျွန်တော်ဘလုံးမကိုကျွန်တော်ညံ့ရင်လိုက်မမီအောင်ကိုကျွန်တော်မတွေးတတ်အောင်ကိုဆက်မီဘာဖြစ်လို့လဲဆိုနိုင်ငံအသေးသေးမှာじゃကျွန်တော်တို့နိုင်ငံကိုပကံဒီကမှာလို့ချေအောင်ရင်ချင်းအမွေနှစ်ပြီးမြောက်များစွာရှိရဲ့နိုင်ငံမျိုးမရှိပါဘူးကျွန်တော်တို့ဒေတာကချေအောင်ရင်ချင်းအမွေနဲ့အမြောက်များကိုရှိတာပကံမှာလက်ညှိုးထုံမှုနဲ့ဖျားစီပြီးပေါ်တာဒီချေအောင်ရင်ချင်းမှုဥစ္စာတွေကို နိုင်ငံသားတွေကတကူးတက လာပြီးတော့ကြည့်နေရတဲ့ data လာပြီးတော့ထိုင်လာနေရတဲ့ data ဒီလို data မျိုးမှာဒီရှင်းအောင်ရင်ကျင်းမှုအမွေအနှစ်တွေပြည့်စည်သွားရင်နိုင်ငံအတွက်လည်းဝင်ငွေတွေအများကြီးနဲ့နိုင်နိုင်ငံသားဝင်ငွေတွေလည်းနဲ့နိုင် data လူတွေလည်းအများကြီးနဲ့နိုင်ဒီလိုအခြေအနေမျိုးမှာဒီ data ကိုဒီလိုမျိုးလုပ်ရတဲ့ NGO ကလူကြီးကိုလည်းကျွန်တော်အံ့ဩလို့မဆုံးပါဘူးဗျာဟာဟုတ်ကဲ့ဟိုဒေသခံရဲ့ခံစားချက်တော့ကျွန်တော်တို့ဒါတကယ်ကိုတော်တော်ကိုခံစားရတဲ့ခံစားချက်ကျွန်တော်တို့တော့ကဟုတ်ကဲ့ဟုတ်ကဲ့ ျွန်တော်ကိုယ်တိုင်လည်းခီးသွားဒီလူတို့ပေါ်မှာမိခုံတွေကခြေဝါးကြီးလောက်ရတာအာဟုတ်ကဲ့ဟုတ်ပို့ပြီးတော့ဟွာဆက်တယ်တိတာတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အခုအဲ့ဒါဆိုကျွန်တော်ဒီမှာပဲဖြတ်လိုက်မယ်နော်ဟုတ်ကဲ့ကောဟုတ်နောက်နောက်နောက်တစ်ခုပေါ့ဟုတ်ကဲ့ကောဟုတ်